မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ30ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့မုကုံးမြို့ကိုတပ်မတော်စစ်ကြောင်းများပြန်လည်ဝင်ရောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးတိုင်းမုကုံးမြို့တဲသို့နိုဝင်ဘာလ28ရက်ညမှာစတင်ပြီးတပ်မတော်စစ်ကြောင်းများစတင်ဝင်ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်တပ်မတော်စစ်ကြောင်းများဟာ TNL ထိန်းချုပ်ထားတဲ့ပြည်ဦးလေနောင်ချူကြောင်မဲ မိုးကုတ်လမ်းတိုင်းဝင်ရောက်လာတာဖြစ်ပြီးကားစီးရီတရားကြောခန့်ရှိတယ်လို့သိရပါတယ်။တန်နေဒီကမိုးကုတ်မြို့ကိုလက်လွတ်မယ်လို့အော်တိုဘားလာ29ရက်နေ့မှာကြေညာခဲ့ပြီး၎င်းတို့ထွက်ခွာရမယ့်ရန်များအတွင်းလက်နက်ကင်ဖွဲ့များလုံးဝကြီမဖောက်ရန်တားမြစ်ထားတယ်လို့ဒေသရင်းမြစ်များကသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့နိုင်ငံရေးကြောင့်ပြပရောက်မြန်မာများပြန်လာရင်ကြိုးစို့မယ်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံရေးသဘောထားကွဲလွဲမှုများနဲ့အခြားအကြောင်းမျိုးမျိုးကြောင့် အမေရိကန်ပါဝင်ပြည်ပနိုင်ငံတည်တည်ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများပြန်လာမယ်ဆိုရင်ကြိုဆိုကြောင်းဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဘီလာရုသမ္မတနဲ့သတင်းသာရှင်းလင်းပွဲပြုလုပ်မှုအတွင်းပြောဆိုရလို့သိရပါတယ်ဗိုလ်ချုပ်ကြီးကအမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာတဲ့ယာယီခွန်လုံးခွင့် Temporary Protester Test TV ရဲ့ရုပ်သိမ်းနဲ့မြန်မာနိုင်ငံသား၄000ခန့်ကိုလည်းလက်ခံနိုင်ရန်ဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်သူတို့မဲစင်းမှာပါလို့ရှိရင်မဲပေးခွင့်ရှိအောင်ဆောင်ရွက်ပေးပါမယ်လာရူ နိုင်ငံရေးသဘောထားကွဲလွဲမှုအပြင်အခြားအကြောင်းမျိုးမျိုးနဲ့ပြည်ပကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများကိုလည်းဒီမိုကရေစီမှာငြိမ်းချမ်းစွာလက်တွဲဆောင်ရွက်နိုင်ဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးစားကြောင်းပြောတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ပဲခူးမြို့တွင်မှရန်ကုန်မန္တလေးအမြင်လန်းသို့အချိန်တိုတွင်သွားလာနိုင်တဲ့၈မိုင်အရှိရှိတဲ့လမ်းဖွင့်လှစ်တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ဘူတိုင်းဒေသကြီးဆိုရအနေဖြင့်ပဲခူးမြို့မှရန်ကုန်မန္တလေးအမြင်လန်းမှကြီးသို့အချိန်တိုတွင်သွားလာနိုင်ရေးအတွက် ၈မိုင်တစ်ဖာလုံးအရှိရှိသော24ဗီကျဲကွန်ကရစ်လက်မတည်ကြီးအားဖောက်လုပ်ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။ဒိုလန်ဟာပကူးမြို့အနောက်ဖက်မြို့ရှောင်းလန်းမန္တိုင်မှ9မိုင်9ဖာလုံးမှရန်ကုန်မန္တလေးလက်မကြီးမိုင်တမ်32မိုင်6ဖာလုံးနဲ့32မိုင်9ဖာလုံးကြားလာတာကုန်အန်ဒါပရက်စ်ကိုဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းအတွင်းမှာ PDF ဖွဲ့ဝင် 83ဦးလက်နက်ခင်းရဲများနဲ့တူဥပဒေဖောင်ခြင်းသို့ဝင်ရောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီး PDF ဖွဲ့ဝင်မျိုးသား69ဦးအမျိုးသမီး16ဦးစုစုပေါင်း83ဦးတို့ကလက်နက်ခင်းရဲများနဲ့တူဥပဒေဖောင်ခြင်းသို့ဝင်ရောက်လာကြောင်းသိရပါတယ်။ဥပဒေပေါင်းတွင်ပြည်내ဝင်ရောက်လာကြတဲ့မန္တလေးတိုင်းဒေသကြီးချင်းအိတ်တာဇံမြို့နယ်မှာမြို့သား၅ဦး အမျိုးသမီး2ဦး၊ချမ်းမြသာသည့်မြို့နယ်မှာမြို့သား၄ဦး၊အောင်မြေတာဆန်မြို့နယ်မှာမြို့သား2ဦး၊အမျိုးသမီး2ဦး၊ပသိမ်ကြီးမြို့နယ်မှာမြို့သား2ဦး၊ပြည်ဦးလေးမြို့နယ်မှာမြို့သား23ဦး၊အမရပူရမြို့နယ်မှာမြို့သား6ဦး၊အမျိုးသမီး9ဦး၊တပိတ်ချင်းမြို့နယ်မှာမြို့သား2ဦး၊ငင်းညံမြို့နယ်မှာမြို့သား7ဦး၊အမျိုးသမီး၄ဦး၊ပျော်ပွဲမြို့နယ်မှာမြို့သား3ဦး ်မြောင်ဦးမြို့နယ်မှအမျိုးသားလေးဦးပြည်ကြီးတကုံမြို့နယ်မှအမျိုးသားတဦးစိတ်ခိုင်မြို့နယ်မှအမျိုးသားတဦးမရယာမြို့နယ်မှအမျိုးသား6ဦးအမျိုးသမီး2ဦးစုစုပေါင်းအမျိုးသား68ဦးနဲ့အမျိုးသမီး16ဦးတို့ဟာတောင်ဝင်ရှိသူများကကျိုးစိုးလက်ခံပြီးမိဘအုပ်ထိန်းသူများထံစနစ်တကျပြန်လည်ဖျောက်ပြောင်းပေးရပွဲကိုရွေမလာ28ရက်နေ့မှာလေပိုင်းတိုင်းစစ်ဌာနသို့ရောင်မြင်ခမ်းမမလကောင်းမရယာမြို့နယ်ရှိထွေထွေအုပ်ချုပ်ရေးမှူးရုံးနိုင်၎င်းအသီးသီးပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဥပဒေပေါ်တွင်ပြန်လည်ဝင်ရောက်လာကြသူများက၎င်းတို့တင်တူပါလာတဲ့မောင်းပြန်ရိုင်ဖယ်ဆယ်လက်ပစ္စတိုတစ်လက်လက်လုံတစ်လက်၃လက်လက်ပစ်ဘုံလက်လုံမိုင်း၆လုံး GA 78ခု G 959ရောင်းတို့ဟာလွှဲပြောင်းပေးရရာတက်ဆိုင်ရာတာဝန်ရှိသူများကလက်ခံပြီးမောင်းပြန်ရိုင်ဖယ်တစ်လက်အတွက်စုချင်းငွေ350နှုန်းဖြင့်ဆယ်လက်အတွက်3500ပစ္စတိုတစ်လက်တစ်လက်အတွက်စုချင်းငွေ320လက်လုံတစ်လက်တစ်လက်အတွက်စုချင်းငွေ9သိန်းဖြင့် တနက်3နက်အတွက်ငွေ15သိန်းလက်ပြဘုံနဲ့လက်လုံးမိုင်းတစ်လုံးစီအတွက်စုချင်းငွေ3သိန်းဖြင့်လက်ပြဘုံနဲ့လက်လုံးမိုင်း6လုံးအတွက်ငွေကျပ်18သိန်းအလင်းဝင်နာသူအလုံးအတွက်တူးလင်းငွေကျပ်9000လုံးဖြင့်83ဦးအတွက်စုချင်းငွေကျပ်43သိန်း9000ကျပ်စုစုပေါင်းငွေကျပ်994သိန်း9000ကျပ်နဲ့ထောက်ပံ့ပစ္စည်းများကိုပြန်လည်ထောက်ပံ့ပေးရခံခံဝေကလေးလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနှံ့ပေးခဲ့တယ်လို့သိရပါတယ်။ဥပဒေပေါင်းတဲ့သူဝေရောက်လာတဲ့ PDF ဖိုင်များဟာမိသားစုဆွေမျိုးများနဲ့အချက်ကင်အတင်းအရမစုဆောင်းခြင်းခံရခြင်းဖြစ်ပါတယ်။အချက်ဖက်လိုရများကိုလက်မခံနိုင်တော့ခြင်းနိုင်ငံတော်နဲ့တမတော်ရဲ့ငင်းငင်းလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံပြီးဥပဒေပေါင်းတွင်ငင်းငန်းသာနေထိုင်လိုကြတယ်လို့သိရပါတယ်။၎င်းတို့ကြောင့်နင်းနာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတဲ့နိုင်ငံတော်နဲ့ပြည်သူများအတွက်ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့်လက်နက်ကင်လမ်းစဉ်အားဆွတ်လုခါဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရိုင်လင်မြို့မှာကျပ်15ဘီလီယံကျော်တန်ဖိုးရှိတဲ့အိုက်ဆန်းစီရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရိုင်လင်မြို့မှာကျပ်15ဘီလီယံကျော်တန်ဖိုးရှိတဲ့အိုက်ဘတ်ဖက်သမင်းတံခါးကျုပ်ဖန်စီရမိတယ်လို့မြေစေဝါတားဆီးနှိမ်တွေရက်တက်ဖွဲ့ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။နွေမာလာ28ရက်နေ့မှာထုတ်ပြန်တာဖြစ်ပြီးရိုင်လင်မြို့ရက်ကွက်နှစ်နိုင်လေတောင်ကြီးသွားကားလမ်းပေါ်မှာနိုဝင်ဘာလ16ရက်နေ့ည 6နာရီကျော်မှဖမ်းဆီးမိတာလို့အသိပေးပါတယ်။ဘူတိုင်းဒေသကြီးထန်းမင်းမြို့နယ်ကြည်တော်ရွာနေတင်မျိုးထွန်း52နှစ်မောင်နေပြီးရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်နားဖရွာနေဇော်ဟုံး28နှစ်လိုက်ပါတဲ့နစ်ဆန်6ဘေးမော်တော်ယာဉ်ကိုတရင်ရစစ်ဆေးရှာဖွေခဲ့ရာရင်းပေါ်မှာကျက်15.63ဘီလီယံတန်ဖိုးရှိတဲ့ Ice Mafetamine 1.11ခွန်တန်ဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဖမ်းမိတဲ့မြေစီပွားတွေကိုမိုင်းရဲကနေရန်ကုန်ကိုတည်ဆောင်ရောင်းဝယ်တာဖြစ်ပြီးဖမ်းမိသူနှုတ်ဦးကိုမြေစီပွားနဲ့စိတ်ကိုပြောင်းလဲစေသောစီပွားများဆိုင်ရာဥပဒေအရအေးအေးထားပြီးဝက်ဆက်ပြုတ်မှုကျူးလွန်သူတွေကိုလည်းဆက်လက်ဖော်ထုတ်နေတယ်လို့သိပေးထားပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်ဝန်မှရှိတဲ့စည်ရေးစီပွားရေးလူမျိုးရေးသတင်းတွေတွေကထူးခြားတဲ့သတင်းတွေကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြအကျမ်းမှရှင်းလန်းကြပါစေခင်ဗျာ။